င်ကြီးကြိုက်တာပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်တို့เนี่ยတွေ့တဲ့ခါကျလို့ရှိရင်ဗီဒီယိုလေးတစ်ပုတ်ပဲတင်လိုက်တာပဲဖြစ်ဖြစ်အဲ့လိုဘာရမို့တဲ့ပြုတ်မှုလေးတွေကအားလုံးကချစ်သွားကြတာမျိုးတွေ့ရရပေါ့နော်အဲ့တော့ ပြီးအခုဆိုလို့ရှိရင်ပွဲသွားနေတဲ့မြတ်တောက်လျှောက်စနုံးမပါဘူးလားပဲမေးကြရပါတော့เนาะအဲ့တော့ဂီဂီကိုမပါစေချင်တာလားပြန်မေးရအခုဆိုလို့ရှိရင်တော့ तू ကတော့အဲ့လိုမျိုးပေါ့เนาะဂီဂီကိုအဲ့လိုတချင်းတပုတ်လုတ်ကိုလုတ်ရမယ် तू ਨੇ အဲ့တော့ဂီလည်းစဉ်းစားရဲ तू ਨੇ လည်းလိုက်မဲ့ပုံစံဂီလည်းလည်းလိုက်မဲ့ပုံစံအသေးခွက်တချင်းလည်းမလုတ်ချင်တော့ဘူးပေါ့เนาะနှစ်ယောက်အဲ့လိုမျိုးချစ်စရာကောင်းတဲ့ပုံစံမျိုးလေးနဲ့တချင်းလေးတပုတ်လုတ်ဖို့တော့ဂီအခုတော့တော်တော်လေးကိုစူးစမ်းနေပါတယ်ဟုတ်နောက်တော့စူးစမ်းတော်တော်ကြိုးစားရတယ်ဘာလို့ဆိုတော့နေညပြောနေရဆိုတော့လေအဲ့လို force ကတော်တော်ပြင်းတယ် အဲဒီမှာဆိုလို့ရှိရင်ဂီရိုဆိုအဲ့လိုမျိုးဟိုလှတဲ့အရာတွေအများကြီးတွေ့ရဂီရိုဆိုလက်ဝဲရနာတိတ်ပြီးတော့ဝတ်တဲ့ထဲမှာမပါဘူးပေါ့နော်ဘာလို့ဆိုတော့ဂီအရန်ပျောက်တက်လို့ပါအဲဟိုဒီနာဒီနာချပြီးခဏနေပျောက်တက်တယ်လို့ဆိုအခုလည်းမနေကြည့်ကြည်နေရတူကြည်တာပေါ့နော်စဝတ်တဲ့အရာတနစ်3လင်းက okay ပြအဲတနစ်3လင်းကပြန်အဲ့အဲ့တော့အဲလက်ဝဲရနာတွေခုနလည်းဆိုင်ထဲမှာပတ်ကြည့်တော့လေအရန်ကိုလှတယ်အဲ့တော့ဟို ဈေးနှုန်းလည်းအရန်ကိုတင့်တင့်ပြီးတော့ဗောနော်ဟို quality အရေးသွေးလည်းအရန်ကောင်းတယ်အဲ့တော့ဒီတိုင်းမို့မှာဝယ်ယူကြဖို့လည်းဂေးကဖိတ်ခေါ်ပေးပါတယ်ရှင်ဟုတ်ကဲ့ဟုတ်လောရနေစင်မြန်အလားအခုနည်းနည်းကြိုက်သွားတယ်။ပေးမယ်လို့ပြောတယ်။ဟိုမှာပေးမှာဒီဟာယောက်ျားရိုင်းပေးမယ်။သူ့ယောက်ျားရေရှားပြီးအောင်ပွေလိုက်တာ။ ကြိုက်တယ်ဘာလဲချစ်သူကဘယ်လိုလဲရောင်ဝါရောင်ဝါမချစ်သူမရှိပါဘူးနော်လိုက်တယ်ယူလိုက်တော့မယ်ယူလိုက်တော့ပြီးစင်ပြီးလိုက်တော့ဒီဒီအင်ဂျင်လည်းမဟုတ်လားတော်တော်လိုက်တယ်ဂျင်တို့လည်းကြိုက်တယ်ဒီလက်ဆွဲပါပဲတကယ်လည်းမုန်းနေပြီမှာကြိုက်သွားတာဟုတ်တယ်ဟုတ်တယ်တကယ်မုန်းနေတယ်အစဆိုကြီးအဲ့လိုဝှေ့ရမှာပဲတိတ်မကြိုက်မကြိုက်တာထက်ကိုကမထိမ့်သိမ့်နိုင်တော့လေကိုပစ္စည်းလေးပြောင်းရင်လည်းရှင်နာရမယ်အဲ့ဒါကြောင့်မလို့မိုးဝေးဖြစ်တာပါအခုတော့ကြိုက်တယ်တောင်းမယ်ပြီး တွေဒါမျိုးရှိနေဒါမျိုးပြည်တက်တဲ့အမှတ်တရရှိနေဟုတ်ကဲ့အဲဒီဇောင်းတိုင်းမှာတော့တော်တော်လေးပွဲကြီးအများကြီးဆိုရယ်သတင်းချုပ်မှလည်းဆွဲခဲ့ပြီးပါတယ်ဆိုတော့ဒီဇောင်းတိုင်းမှာလည်းအခုမန္တလေးပြီးသွားရင်နောက်ထပ်အဖန်အကြိုက်ကောအဲ့လိုအများကြီးပဲရှိပါသေးတယ်ပေါ့နော်အဲ့တော့အဲဒီဇောင်းတိုင်းမှာတော့ပွဲကြီးဆိုရင်လည်းဖြတ်တန်းနေပါတယ်เออဟုတ်တယ်ကြောက်ထဲပဲသွားနေရတယ်ကြောက်ထဲပါပဲနော်ကြောက်ထဲပဲရှိရပါကြီးဆိုရတယ်ကြောက်ထဲပဲဟာဟုတ်ဒီ really trip နေလာတယ်ညမလေးပါ ဟုတ်ညီမလေးလားညီမလေးညီမလေးပါသူလည်းသူလည်းဟိုမင်းသမီးဆိုတာလက်ကတည်းကတော့အဲ့လိုမင်းသမီးရဲ့ခေါ်တဲ့ခါကျရင်သူ့ကိုခေါ်မဲတယ်အတင်းပြောပြတာညီမလေးကကိုဖန်တော့ဖြစ်နေရတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကိုတချင်းညီပါရဲ့ဆက်ကိုကလည်းကိုကလည်းသူ့ဖန်ပါပဲကိုဖန်သူ့ဖန်ကိုဖန်သူ့ဖန် အဲသူနဲ့အဲ့လို energy ကြိုက်တာပေါ့နော်ပြောရမယ်ဆိုရင်အဲ့လို cancel တာပဲပါတော့ကြာတချို့ရရှိပြီးသားဆိုတော့ကအခု energy ကြိုက်တာပေါ့နော် energy ကြိုက်တယ်ဆိုတော့ဂီရိုနီကတွေ့တဲ့ခါကြာလို့ရှိရင် video လေးတစ်ပုဒ်ပဲတင်လိုက်တာပဲဖြစ်ဖြစ်အဲ့လို bias mode တဲ့ပြုတ်မှုလေးတွေကအားလုံးကချစ်သွားကြတာမျိုးတွေ့ရရပေါ့နော်အဲ့တော့အဲပြီးတော့အခုဆိုလို့ရှိရင်ပွဲသွားနေတဲ့မြတ်တောက်လျှောက်စနုံးမပါဘူးလားပဲမေးကြရပေါ့နော်အဲ့တော့ဂီဂီကိုမပါစေချင်တာလားပြန်မေးရသူ့ပဲတွေ့ချင်ကြရလားပေါ့နော်ပွဲစင်ရောက်ကလူတွေကိုလည်းအကုန်ပြန်မေးရတယ်အဲ तू ကတော့ မင်းသမီးဆိုတော့ဘယ်လိုပဲဖြစ်သူ့ကိုခေါ်တဲ့ပွဲဆိုရင်တော့သူပါမှာပေါ့နော်နှစ်ယောက်တည်းအမြင်နဲ့မြင်ဖို့ကြာတော့ရန်ကုန်မှာရှိလို့ရှိရင်တော့အတူတူရှိကြပါတယ်ပြီးတော့တချို့အဲကိတို့အလုံးလုံးအဲကြော်ညာလေးရိုက်တဲ့အခါကြာလို့ရှိရင်လည်းအမြင်အတူတူရှိနေပါတယ်ဟုတ်အခုဆိုလို့ရှိရင်တော့ तू ကတော့အဲ့လိုမျိုးပေါ့နော်ဂီကိုအဲ့လိုတချင်းတပုတ် လုတ်ကိုလုတ်ရမယ်သူနဲ့အဲ့တော့ဂီလည်းစဉ်းစားရဲ့သူနဲ့လည်းလိုက်မဲ့ပုံစံဂီလည်းလည်းလိုက်မဲ့ပုံစံအသေးခွက်တချင်းလည်းမလုတ်ချင်တော့ပေါ့နော်နှစ်ယောက်အဲ့လိုမျိုးချစ်စရာကောင်းတဲ့ပုံစံမျိုးလေးနဲ့အဲတချင်းလေးတပုတ်လုတ်ဖို့တော့ဂီအခုတော့တော်တော်လေးကိုကြိုးစားနေပါတယ်ဟုတ်နောက်တော့ တော်တော်ကြိုးစားရတယ်ဘာလို့ဆိုတော့နေညပြောနေရဆိုတော့လေအဲ့လို force ကတော်တော်ပြင်း pressure ပေးတာတည်းမှာ pressure ပေးရအဲ့သချင်းတစ်ပုတ်လုံးမယ်ဆင်းတစ်ပုတ်သူကတော့အဲ့လိုမျိုး December မတိုင်ခင်လေးပေါ့နော်အဲ့ sweet December နဲ့ပတ်သက်တဲ့သချင်းလေးတစ်ပုတ်လုံးချင်တယ်ဆိုတော့အဲ့သူ့တော့ပြန်ပြီးအကြံပေးတာတော့မဟုတ်ဘူးအဲ့ကြီးတို့ဆိုမယ်ဆိုလို့ရှိရင်12လရာသီဆိုရမယ်သချင်းလေးအကုန်လုံးကြိုက်ကြမယ်သချင်းလေးတစ်ပုတ်ကိုတော့အဆင်ပြေအောင်ဖတီးမှာမယ်လို့ ကတိပေးထားရတယ်ဒီနေ့ဒီစီမှာကိုတော် sweet ရဖြစ်နေမှာအာ sweet အရန် sweet ပေါ့နော်အဲဒီလိုပါပဲ sweet december ဆိုတော့ကြီးတို့အဲ create နေတဲ့အတွက်ဟိုဖျက်ခင် မွေးဖွားတဲ့လဆိုတော့လေအဲနှစ်တိုင်းတော့ sweet ပါတယ်ဒီနှစ်တော့ bo sweet ရပါဘာလို့ဆိုပွဲရအများကြီးဆိုခဲ့ရလို့အဲ energy ကြီးတယ်ဆိုတာ तू ကလေအဲကြီးနေဆိုအသက်ကွာတယ်အသက်ကွာပြီးတော့လူငယ်ပဲဒါပေမဲ့ तू ရဲ့ကောင်းတဲ့အချက်ကဘာလဲဆိုတော့ကြီးတို့အများကြီး ဟိုဂီရိုတခါကြာလို့ရှိရင်အသက်ဂီရိုအသက်ရွယ်အနေနဲ့မလုတ်ချင်တဲ့အရာတို့မလုတ်ရဲတဲ့အရာတို့ဆိုတာရှိတယ်ပေါ့နော်ဒါပေမဲ့သူတို့မှာကြာတော့ဘယ်လိုမျိုးလဲဆိုတော့ဘာဖြစ်ဖြစ်လောက်လိုက်ပြိတ္တခါကြိုက်သွားလိမ့်မယ်ဆိုပြီးသူတခါကြာလို့ရှိရင်တုံးရပေးတဲ့အရာတွေကတကယ်လည်းဖြစ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲသူ့အတွက်သူနဲ့သူတခါကြာလို့ရှိရင်လည်း तू ကအဲ့လိုဘယ်လို character မျိုးဆိုလို့ရှိရင် तू ဘယ်လိုဖြစ်တယ်ဘာညာတိုင်မင်းတဲ့ခါကြာရင်ဂီရဲ့ဂီရိုလူကြီးရဲ့အတွေးပိုင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့အကြံပေးတာဆိုတော့နှစ်ယောက်ကညီလူမျှတူလေးအဲ့လိုတယောက်နဲ့တယောက်အမြဲတမ်း supportive ဖြစ်နေတဲ့ခါကြာတော့ energy ကြိုက်တာပါဟုတ် ကျွန်တော်အဲ့လိုမျိုးဒါချစ်စရာလေးဖြစ်ပြီးတော့ဟိုဘာလို့ဂိမ်းနဲ့အလီမနနဲ့လေးဆိုလို့တွဲနေတွဲဆိုတော့အဲ့လိုလုံးတွေပါဆိုလုံးတွေချစ်ကဲဂိမ်းဘာပုံပြီးပုံချစ်ကြရင်တော့ဂိမ်းချစ်တဲ့တကယ်ရှိမှာဒါကျွန်တော်နဲ့တွဲလိုက်တော့နည်းနည်းတော့ပို့ပြီးတော့ဟုတ်တယ်ဖြစ်တယ်ဘယ်လိုဘယ်လိုမျိုးကိုမြင်မိလဲအဲ့မနော်ဟိုနှစ်ယောက်တွဲရဲ့ကံလေးလို့ပြောလို့ရတာပေါ့နော်တချို့တချို့ကျတော့တယောက်တည်းရဲ့ကံတို့ဆန်းတို့ရှိရဲ့ဂီရိုနှစ်ယောက်ကျတော့နှစ်ယောက်တွဲလေးကျတော့မှအဲ့လိုမျိုးအဲကံလေးအရင်ကောင်းလာတယ်ပြီးတော့သူရောကိုရောနှစ်ယောက် ပေါင်းအလုပ်လေးတွေလည်းအများကြီးဖြစ်လာတယ်ပြီးတော့တယောက်ချင်းစီရဲ့အလုပ်လေးလည်းဖြစ်လာပြီးတော့လူတွေအကုန်လုံးလည်းအချစ်တွေကိုပို့ပြီးတော့ခန်းစားရတယ်လို့မျိုးခန်းစားရတယ်ပေါ့နော်အဲ့တော့ဟိုတချို့ page မှာတင်လို့ရှိရင်ဒီတယောက်တည်းပို့ဆိုလို့ရှိရင် like ကတရားတော်မပြည့်ချင်ပါနဲ့ပြည့်သူလည်းသူလည်းနေရဆိုလို့ရှိရင်အဲ့လို like ကို gay တွေအများကြီးတွေနဲ့ဖြစ်ကောသူလည်းအဲ့လိုပဲခန်းစားနေရအဲ့တော့အဲ့တော့နေရတော့မတင်လို့မဖြစ်တော့ဘူးဆိုရင်အနေဒါဖြစ်နေရပါတော့ နောက်တစ်ခေါင်းညာညွတ်တဲ့ဘာပလန်လေးရှိမလဲဘယ်လိုပုံစံပြအဲအခုလောလောဆယ်မှာတော့အဲရေတို့ကြော်ညာလေးတွေအများကြီးရိုက်ထားတယ်အဲ့လို Hickory တို့ Sansic တို့အများကြီးရိုက်ထားတယ်ဆိုတော့နောက်ထပ်ကြော်ညာလေးလည်းအများကြီးရှိတယ်ပြီးတော့နှစ်ယောက်တည်းသချင်းလေးတစ်ပုဒ်လည်းရှိမယ်ပြီးတော့နောက်ထပ်သူနဲ့ကိကင်းရဲ့အဲ့လို activities လေးတွေပေါ့နော်အဲရေတို့နှစ်ယောက်တွေ့တိုင်းစဉ်းစားပြစ်ပြီးတော့လှုပ်ဖြစ်ခြင်းနဲ့အရာလေးတွေအများကြီးပေါ့နော်အဲ့ဒါလေးတွေထပ်ပြီးလှုပ်ဖို့ရှိပါတယ်ကျမကြီးကောင်းပါပြီလားကျမကြီးကောင်းသွားပြီသူဟုတ်တော်သေးရဲ့ကောင်းပါတယ် ်မို့တော့ခြေလုံးကြည့်ကြရသူကဒီတိုင်းတော့မှသူ့ရဲ့ကြည်ကြရဲ့ level ကတော်တော်မြင့်တယ်ကွာအဲ့တော့နေမကောင်းတဲ့အချိန်ကျတော့ level ကတအားမြင့်တယ်အဲ့ချိန်ကျမကန်နိုင်တော့လူတွေကလုံးအဲ့ဂီးတယောက်တည်းမဟုတ်သူ့အမေအဖွာပြီးတော့အစိယုံတိတ်ဟုံလုံးကိုသူကြည်ကြပလိုက်တာစိယုံတိတ်ဟုံလုံးကသူ့မသိရလို့မရှိဘူးလေအောက်အောက်ဟိုးအောက်ဆုံးမှာဟိုဟိုစနိုးကြည့်ပြီးအခန်းဆိုဟိုးပေါ်ဆုံးတက်မှာပေါ်ဆုံးတက်မှာသွားလိုက်တော့ဆိုပြအဲ့ဒါသူသိရကောင်သိရအဲ့လိုမျိုး ဒီလိုမျိုးဖြစ်သွားတယ်ကျမရဲ့အဲကျမရဲ့သူအဲ့လိုမျိုးပေါ့နော်ဘိုက်ဘိုက်အောင်အဆိုင်ဖြစ်ရင်လည်းအဲ့လိုမျိုးဦးတက်ခွဲလိုက်ရတာပါဟုတ်ဟုတ်အခုတော့တက်တာဝိုင်းဦးတက်ဆိုတော့ဦးတက်ခွဲလိုက်လို့ရှိရင်တော့သူတက်တာဝိုင်းပေါ့နော်သူခုတော့မှခီးတွေပိုင်းတော့ပြန်ထွက်ချင်နေပြီတဲ့ဟုတ်တယ် ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးလေးတော့မျှော်လင့်နေအားကြောင့်သူ့ကိုလည်းသချင်းလေးတွေလည်းလှုပ်စေချင်တယ်ဆိုတာနှစ်ယောက်တွဲတူတူသွားပြီးတော့အဲ့လိုအဲ show လေးတွေလည်းဆိုချင်တယ်အဲခီးတို့မလေးရှားမှာတော့ဆိုလို့ရှိရင်သူလည်းသချင်းဆိုရတယ်ခီးလည်းသချင်းဆိုရတယ်ဆိုတော့အဲခီးလည်းထွက်ရတယ်ပျော်စရာလည်းကောင်းတယ် activity တွေလည်းအများကြီးရတယ်ပေါ့နော်ဟုတ်နောက်ဗီဒီယိုလေးလည်းတက်တော့မှာတော့ Facebook မှာတို့လေးထပ်ပြီးတော့ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးအမြဲတမ်းတော့တင်ရမှာဘာလို့ဆိုတော့တယောက်တည်းကမဖြစ်နိုင်တော့ရက်တီဘူးอ่ะတယောက်တည်းဆိုရင် like တွေမရတော့ဘူးအဲ့တော့နှစ်ယောက်တွဲကိုချစ်ကြတဲ့သူတွေအတွက်နှစ်ယောက်တွဲ activity တွေအများကြီးလုပ်ပါပါဟုတ်ကဲ့ပါ လက်ကီတိုင်းမောဆိုင်ခွဲတွေလည်းဒီထက်မကအများကြီးအများကြီးအများကြီးပဲအဖွင့်နိုင်ပါစေဥကြော်လည်းသက်ရှိကျန်းမာပါစေလို့ဆုတောင်းပေးတယ်ပြီးတော့ရေတို့နှစ်ယောက်တော်ရောချစ်ကြတဲ့သူတွေအကုန်လုံးကိုလည်းဒီထက်မကအများကြီးချစ်ပေးပါအောင်လို့ပြောချင်ပါတယ်ရှင်